မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်များဘက်ကဒုတိယဗိုလ်မှူးကြီးတအူဗိုလ်မှူးနှအူဗိုလ်ကြီး9ဦးတို့ဦးဆောင်ပြီးတော့စုစုပေါင်းတပ်ဖွဲ့ဝင်318ဦး MNDAA ထံမှလက်နက်ချလင်းဝင်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ22ရက်နေ့မနက်10:00အချိန်မှာစစ်ကောင်စီတပ်က ဒုဗိုလ်မှုကြီးတအူးကဗိုလ်မှုနှအူးကိုခေါ်ဆောင်ပြီးတော့ဗိုလ်ကြီး9ဦးနဲ့တပ်သားများအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း 318ဦးကို MNDA တပ်ထံကိုလက်နက်ချအလင်းဝင်ခဲ့ပြီးတော့မင်းအောင်လှိုင်ရဲ့အာနာသိန်းစစ်တပ်ကိုတိုက်ထုတ်ရန်အတွက်မဟာမိတ်တပ်ဖွဲ့မှပါဝင်လိုကြောင်းထုတ်ဖော်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ MNDA နိုင်ငံရေးဌာနရဲ့ရှေ့တန်းလုပ်ငန်းအဖွဲ့ကလက်နက်ချအလင်းဝင်လာသူတို့ကိုလက်ခံခဲ့တယ်လို့သိရပါတယ်။ဌာနဆိုင်ရာဝန်ထမ်းများရဲ့လက်နက်ချမှုနဲ့တော်လိုင်းတိုက်ပွဲများမှာပါဝင်လိုတဲ့ဆန္ဒကိုကြိုးဆိုခဲ့ပြီးတော့လူတိုင်းရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုအာမခံချက်ပေးထားတယ်လို့သိရပါတယ်။ MNDA တပ်ဖွဲ့ရဲ့ မူဝါဒအရစစ်တုံးပန်းများအတွက်ဦးစားပေးကုသရေးမူဝါဒအရ MNDAA တပ်ဖွဲ့ဟာလက်နက်ချတဲ့ဝန်ထမ်းများအတွက်အခြေခံအတပ်မွေးဝန်ကြောင်းလုံခြုံမှုကိုတောင်းမကထိခိုက်ဒဏ်ရာရရှိသူများနဲ့ဖျားနာနေတဲ့ဝန်ထမ်းများကိုအချိန်မီစေဝါကုသမှုပေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တပ်ဖွဲ့ဝင်များထံကနေပြီးတော့လက်နက်ချအလင်းဝင်တဲ့ဒူတွေကိုလက်ခံတဲ့အချိန်မှာ MNDAA တပ်ဖွဲ့ကတနက်နဲ့လက်နက်ခဲရအများအပြားကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တောင်ပြည်တက်မဟာနှစ်နေမြေကြောင်မဲမျိုးမှာတောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNLA နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ရဲ့လက်နက်ခဲအများအားသိမ်းဆီးရမိခဲ့ပြီးတော့ရန်သူအလောင်း54လောင်းနဲ့စစ်တုံးဘက်အယောက်30ကိုပါဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ20ရက်နေ့ကနေ22ရက်နေ့အတွင်းတောင်းတမတော် TNL လေးကြောင်းမဲခရံ PDF ပူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီရဲ့တပ်မ71လက်အောက်ခံခောက်လိုက်ရ202နဲ့203တို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ရှိတဲ့နမ်စီလင်းဖုန်ကြီးကြောင်းအေရှာဝေါ်တိုးဂိတ်တို့ကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီထံကနေပြီးတော့လက်နက်ခဲယမ်းအများအပြားကိုသိမ်းဆီးရမိခဲ့ကြောင်း TNL လေးကထုတ်ပြန်ထားပါတယ်သိမ်းဆီးရမိထားတဲ့လက်နက်တွေကတော့ MA126 လက် MA36 လက် MA4 လက် MA11 စက်နက်လက် MA20 လက် ငကြင်းမီတစ်လက်45မမနှစ်လက်120မမတစ်လက်နဲ့အတူစစ်အုံဆောင်ပြည့်စီ80ကျော်ကိုတင်စီရမိခဲ့ပြီးတော့ရန်သူအလောင်းနဲ့စစ်တုံးမန်းတွေကိုပါဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တမဟာနှစ်နယ်မြေမိုးကုတ်မြို့နယ်မှာရှိတဲ့ရတနာချင်းမုံကျောင်းနဲ့ကလားကျောင်းတို့မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်အားတောင်းတက်မတော် TNL PDF ပကဖပူပေါင်းတပ်ဖွဲ့တို့က ခိုးစိတ်စင်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ဒါအပြင်မိုးကုံမြို့အရှိပိုင်းရဲစခန်းမှာလည်းတောင်းတမရဒီအန်နာလေးနဲ့ PDF မိုးကုံဗျူဟာပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခလိုက်ရ87နဲ့88တို့ဟာဇူလိုင်လ23ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ23ရက်နေ့4:00ခွဲအချိန်မှာမိုးကုံမြို့ချမ်းသာကြီးရွာမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်ထံကနေပြီးတော့တနက်တက်လက်နဲ့စစ်တုံးပိုင်း19ဦးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ အလားတူပဲမဆိုးရင်ကြောင်းတိုက်မှာလဲစစ်ကောင်စီတပ်ထမ်းကနေပြီးတော့တနက်16လက် RPG တလက်60မမတလက်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ရုပ်အလောင်း16လောင်းတို့ကိုတိမ့်စီရမိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီအုပ်စုကအညိုတကြီးအလို့ရှိနေတဲ့မန္တလေးတပိတ်ခေါင်းဆောင်ဒေါက်တာတေစာဆန်းဟာလွတ်မြောက်နေပြီဒေသကနေပြီးတော့မန္တလေးမြို့တွင်းကိုပြန်လည်ဝင်ရောက်လာပြီးတော့ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့လို့ရကြောင်းမန္တလေးမြို့တွင်းနေတိန်အပါဝင်ရဲတွေအကုန်လုံးဖိအားပေးခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုနဲ့နှီးစပ်တဲ့အတိုင်းဝိုင်းရဲ့သတင်းတွေအရာ အခုလိုဖိအားပေးခံနေရတာဟာတပတ်ခန့်ရှိပြီဖြစ်ပြီးတော့ဇော်လိုက်လ15ရက်နေ့ကဒေါက်တာတေစာဆန်းဟာမန္တလေးမြို့ရင်းတဲကိုရောက်ရှိလာတာကိုစစ်ကောင်စီအုပ်စုဘက်ကနောက်ကျမှသတင်းရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်69လမ်းမင်းထဲမှာဆန္ဒပြတော့ဒီဘက်မှာအကုန်လုံးပြရခတ်ကုန်ကြတာမြို့အဝင်ထွက်ဂိတ်တွေကိုလည်းချက်ချင်းလိုက်ပိတ်တယ်ဒါပေမဲ့မမိလိုက်ဘူးလို့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်10276စင်ရေးဒုတိယလှိုင်းစီရဲအရှိန်မြင့်တက်နေပြီတော့မန္တလေးမြို့နာအထီကိုစစ်မီးတောက်လောင်နီးကပ်လာတာမို့လို့စစ်ကောင်စီအုပ်စုကမြို ့ဝင်ထွက်ဂိတ်တွေအပါအဝင်နေရာများစွာမှာလုံခြုံရေးတင်းကျပ်ထပ်တိုးတက်ဆွဲထားချိန်မှာမန္တလေးသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းဟာမန္တလေးမြို့တွင်ကိုပြန်လည်ဝင်ရောက်လာပြီးတော့အခုလိုဆန္ဒပြသခဲ့တာဖြစ်ပါတယ်မန္တလေးမြို့ရဲ့အဓိကလူစီကားရနေရာဖြစ်တဲ့69လမ်း38လမ်းနဲ့39လမ်းကြားမှာဒေါက်တာတေဇာဆန်းနဲ့နောက်ထပ်အမျိုးသားတို့ကဆန္ဒပြခဲ့တာဖြစ်ပြီးတော့တလိုင်းပြီးတလိုင်းလာမယ်ဆိုတဲ့လက်ကမ်းစာရွက်တွေကိုလည်းကျဲချခဲ့တာဖြစ်ပါတယ် စာရွက်တွေကိုစစ်တပ်ကလို့ယူဆရတဲ့လူတွေကအရက်ဝတ်တွေနဲ့ဓမြစီလာလှဲသွားတယ်အနီးနားမှာတွေ့တဲ့လူတွေကိုလည်းစစ်ဆေးတယ်ဒေါက်တာတေဇာဆန်းပါတာတေဇာလားဆိုပြီးမေးတယ်လို့ဒေါက်တာတေဇာဆန်းရဲ့ဆန္ဒထုတ်ဖော်မှုပြီးတဲ့နောက်မှာစစ်ကောင်စီအုပ်စုရဲ့လှုပ်ဆောင်မှုအခြေအနေတွေကိုမြို့ကန်လူငယ်တအူးကပြန်လည်ပြောပြခဲ့ပါတယ်ဒေါက်တာတေဇာဆန်းရဲ့ဆန္ဒပြသတင်းရရှိပြီးတဲ့နောက်မန္တလေးမြို့ကနေသခိုင်းဘက်ကိုထွက်တဲ့နှာပေါင်းမန္တလေးမင်းမြို့အဝင်း၁၆လမ်းမြို့ဘက်လမ်းပသိမ်ကြီးမြို့အဝင်းနဲ့ မန္တလေးမရီယာလမ်းတို့ကိုစစ်ကောင်စီကအဝင်အထွက်တွေပိတ်ဆို့ရှာဖွေနေတယ်လို့စစ်ကောင်စီအုပ်စုနဲ့နှီးဆက်တဲ့အတိုင်းဝိုင်းကပြောပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကရဲမှုတွေကိုခေါ်ပြီးတော့သတိပေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အစကတော့မဟုတ်တော့ဘူးဆိုပြီးတော့ဖောရှောနေလို့ရသေးတယ်။မနေ့ညကပုံတွေတက်လာတော့မနေ့ကမှတိုင်းယုံအစည်းအဝေးမှာအရာရှိတွေအကုန်အဆုခံနေရတယ်လို့ရဲတပ်ဖွဲ့ဝင်တဦးကပြောပါရယ်။လက်ရှိမှာဒေါက်တာတေဇာဆန်းဆန္ဒပြခဲ့တဲ့နေရာတချို့ကိုစစ်ကောင်စီတပ်သားတချို့ကအရက်ဝတ်တွေနဲ့စောင့်ကြည့်တာတွေကိုလှုပ်ဆောင်နေတယ်လို့မြို့ကန်တွေကပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကယာယီတမရယာဒူလွှဲပြောင်းရယူလိုက်ပြီးတဲ့နောက်တနေ့မှာ အနာသိန်းစစ်ကောင်းဆောင်၃ရောက်ပုံပါတဲ့အင်သာစီညက်ဖနက်တွေဝေယူစီးနှင်းသူတွေများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွတ်မြောက်နယ်မြေတွေမှာရာဘာနဲ့ပြုလုပ်ထားပြီးတော့အနာသိန်းစစ်ကောင်းစီတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့မင်းအောင်လိုင်း၊စိုးဝင်းတဲ့ဇော်မဲလုံးတို့ပုံတွေရိုက်နှိပ်ထားတဲ့အင်သာစီဖနက်တွေကိုမှာယူတုံးဆွဲသူတွေများပြားနေတာဖြစ်တယ်လို့သိရပါဗျ။ဖနက်မှာယူတဲ့သူတွေကများလုံးလို့စောင့်ရအောင်မယ်။အမှန်ကမင်းအောင်လိုင်းယာယီတမရလုတ်တဲ့နောက်နေ့ကိုစီးကျင်တာပြည်သူတွေလက်မခံတဲ့ဂျားတွေကနေအနာကိုမရရအောင်ယူခဲ့တာ အခုလဲယာယီတမရနေရာကိုသူ့ဘာသာသူလွှဲယူခဲ့တာဆိုတော့သူ့ကိုအယမ်းကိုစိတ်နာနေပြီ ယွန်လဲယွန်လုံးလို့သူ့ပုံပါတဲ့ဖက်နှက်ကိုအိမ်သာတရင်နဲ့ကိုစီးကျင်လာလို့စစ်ကောင်းဆောင်၃ယောက်ပုံပါတဲ့ဖက်နှက်ကိုဝယ်စီးတယ်အမျိုးသမီးတယောက်ကပြောပြလာပါတယ်တခြားနိုင်ငံတွေကိုရောက်နေတဲ့မြန်မာလူမျိုးတွေလည်းကိုရီလိုပဲနေမှာပဲလေအဲဒါကြောင့်သူ့ပုံပါတဲ့ဖက်နှက်တွေကဝယ်လို့အားအရန်ကောင်းနေတာဖြစ်တယ်လို့အဲ့ဒီအမျိုးသမီးကထပ်မံပြောဆိုခဲ့ပါတယ်။နှွေဦးတော်လိုင်းရေး၃နှစ်ကျော်ကြာလာတာနဲ့အမျှအကြမ်းဖက်အာဏာသိမ်းစစ်တပ်ကိုပြည်သူတွေကပုံမုံမုံတီးယွန်ရှာလာတာ ဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းရေးဘတ်တော်သားတွေကနှွေဦးတော်လိုင်းရေး၂နှစ်ကျော်ကာလမှာပဲ ီလိုမျိုးစစ်ကောင်းဆောင်၃ရောက်ရဲ့ရုပ်ပုံတွေပါတဲ့ဖက်နက်တွေကိုထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီးတော့နိုင်ငံတကာကလည်းပို့ဆောင်ပေးတယ်လို့ဖက်နက်ထုတ်လုပ်ရောင်းချသူတွေစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မင်းနေကုန်းနယ်မြေရဲစခန်းကစစ်ကောင်စီတပ်သားများဟာစခန်းကိုဆွန့်ခွာထွက်ပြေးသွားပြီးတဲ့နောက်နယ်မြေရှင်းလင်းတဲ့အချိန်မှာစိုက်ကဲတစ်စီးကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ22ရက်နေ့မိုးလွယ်2:30မိနစ်အချိန်ကငန်းစုံမြို့နယ်မင်းနေကုန်းကျေးရွာမှာရှိတဲ့နယ်မြေရဲစခန်းကစစ်သားနဲ့ရဲများဟာကားများနဲ့ထွက်ခွာရန်ပြင်ဆင်နေကြောင်းသတင်းရရှိတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကလမ်းခုလက်ကနေဖြတ်တောက်တိုက်ခိုက်ရန်တွားရောက်ခဲ့တော်လဲ အချိန်အနည်းငယ်နောက်ကျသွားတဲ့အတွက်စစ်သားနဲ့ရဲများဟာမြို့သားရဲစခန်းကိုရောက်ရှိသွားကြတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့တော်လိုင်းတပ်ဖွဲ့များကမင်းနေကုန်းရဲစခန်းကိုတွားရောက်ပြီးတော့နည်းမြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစိုင်းကဲတစည်းကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါ။ဒါအပြင်ရဲစခန်းတစ်ခုလုံးကိုလည်းမိရှို့ရှင်းလင်းခဲ့ကြောင်းသိရှိရပါဗါ။ကားတွေနဲ့ထွက်ဖို့ပြင်ဆင်နေတယ်ဆိုလို့ကျွန်တော်တို့ကတိုက်ဖို့သွားတာပြင်ဆင်တာလူစုတာနဲ့ဆိုတော့နည်းနည်းနောက်ကျသွားတယ်ရဲစခန်းမှာကလူဝင်အားကလည်းနေကျွန်တော်တို့ကတိုက်ပြီးသိမ်းဖို့စီစဉ်နေတာ ။တရင်ပေါက်သွားတာလားတော့မသိဘူး။စခန်းသားကတ်သွားတဲ့အချိန်မှာဘယ်သူမှမရှိတော့ဘူး။ပစ္စည်းတွေပါအကုန်တဲထုတ်ပြီးတော့စခန်းကိုစွန့်ခွာသွားတာ။ဆိုင်ကယ်တစ်စီးပဲကျန်ခဲ့တယ်။အဲ့ဒီဆိုင်ကယ်တစ်စီးကိုတော့တင်လာခဲ့တယ်လို့နဂရီပြောက်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီနေမြေရှင်းလေးကိုနဂရီပြောက်ကြားတပ်ဖွဲ့နဲ့အတူမဟာမိတ်အဖွဲ့များဖြစ်ကြတယ်။ဒေါင်းနီပြောက်ကြားတပ်ဖွဲ့မြင်းညာ Hero People Defense Force မြင်းညာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်မြသိန်းတန်ဖျားအနီးမှာရှိတဲ့ကြေးရွာ၃ရွာကိုအကြမ်းဖက်စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ရာစိုင်ကမ်းများနဲ့နေအိမ်အများအပြားမီးလောင်ဖျက်ဆီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ23ရက်နေ့မနက်ပိုင်းမှာသကိုင်းမြို့နယ်မြသိန်းတန်ဖျားအနီးမှာရှိတဲ့ရှားရောင်းရွာမင်းကုန်းမြောက်ရွာနဲ့ မင်းကိုတောင်ရာတို့ကိုအကြမ်းဖက်ဆက်ကောင်စီကမိရှုဖျက်ဆီးခဲ့ပြီးတော့ဈေးဆိုင်များနဲ့နေအိမ်အများအပြားမိလောင်ပြက်ဆီးခဲ့ရတယ်လို့သိရပါတယ်။မင်းကိုမြောက်ရွာဘောလုံးကွင်းအနောက်ဘက်ကစီသူလက်ဖေးဆိုင်နဲ့လက်ဖေးဆိုင်မလှမ်းမကန်းကအရက်ဆိုင်ကိုမိစားရှုတယ်။စစ်ခွေးတွေကမိမရှုခင်ဘီယာဘူးနဲ့အရက်ပလင်းတွေကိုယူပြီးမှဆိုင်ကိုမိရှုတာ။အရက်ဆိုင်ဘေးကကက်ရက်လူမနေတဲ့အိမ်ကိုပါမိရှုဖျက်ဆီးသွားတယ်။ မင်းကုန်းစုတောင်းပြည့်ဖရာအနောက်ဘက်ကရွှေမင်းသားဖုံးဆိုင်နဲ့အထေဆိုင်မင်းကုန်းတောင်ရွာကမေတော်ကြီးဖရာနာကနေအိမ်တအိမ်ကိုလည်းမီးရှို့တာအကုန်ပြကြသွားတယ်စစ်ခွေးတွေကမီးရှို့ပြီးတော့ချက်ချင်းမပြန်ဘူးတနက်တွေနဲ့အဆောက်ထားပြီးတော့မီးငိမ့်နဲ့သူကိုပြစ်မယ်ဆိုလို့မီးတော်တော်လောင်မရွာသူရွာသားတွေကထွက်ပြီးတော့နှိမ့်ကြရတာရေမလာအောင်လို့လည်းတရွာလုံးကိုရေပေးနေတဲ့ရေပိုက်လိုင်းနဲ့မီးကြိုးတွေကိုလည်းတနက်နဲ့ပြစ်ဖောက်ပြီးတော့ဖျက်ဆီးသွားတယ်လို့ ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမင်းကုန်းတောင်ရွာနဲ့မြောက်ရွာကကြေးရွာနေပြည်သူ6ဦးထက်မနည်းကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ဇူလိုင်လ23ရက်နေ့မနက်ပိုင်းမှာမင်းကုန်းရဲစခန်းကစစ်သားရဲနဲ့ပြူစောတိအင်အားတရာကျော်ဟာကြေးရွာများအတွင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများရှိတဲ့အတွက်ကြောင့်အနီးအနားမှာရှိတဲ့ကြေးရွာများကိုစစ်ကောင်စီတပ်သားများကစီးနင်းဝင်ရောက်မိရှုခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးကဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ